မင်္ဂလာပါခင်ဗျာလိုက်စား TV ရဲ့မြန်မာဘာသာဖြင့်တင်ပြတင်ဆက်မှုအစီအစဉ်မှပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော်ကလထောဆင်ဆာပါ KNW ထင်းချုံနေမြေအတွင်းယခုပတ်အတွင်းရရှိထားတဲ့တင်ပြတွေနဲ့တိုက်ပွဲတင်ပြတွေအပြင်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုတင်ပြတွေကိုစုစည်းတင်ဆက်ပေးပါမယ်ကျင်းပူပေါင်းတပ်ဟာအေပီလာ25ရက်နေ့မှာမမော်မြို့မှာကြန့်ရှိနေတဲ့စစ်ကောင်စီတပ်စခန်းတွေကို ပြန်လည်ထူးဆစ်ဆင်တိုက်ခိုက်ခဲ့ပြီးဒီကနေ့ထိတိုက်ပွဲပြင်းထန်နေကစစ်ကောင်စီဘက်ကနေလေကြောင်းလက်နက်ကြီးဒရုန်းတွေနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။အမတ်၂၁ဆစ်ဆင်ရဲ့ကုကင်းမှုဌာနချုပ်အမတ်၄၀ခွန်ချေလင်တက်ရင်စေးတက်ရင်ထောက်ဖို့တက်နဲ့အင်ဂျင်နီယာတက်ရင်တွေတက်ဆွဲထားတဲ့နေရာတွေအားလုံးမှာပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်နေပါတယ်လို့သိရပါတယ်။တိုက်ပွဲအခြေအနေအပြည့်အစုံကိုဆက်လက်စုံစမ်းနေစီပါ။ ကျန်းရင်တမ်ဟာကိုဖကတ်နဲ့ဥရုဒေတာကတည်ရင်26နဲ့တည်ရင်44နေမီတွေမှာဧပြီလ22ရက်နေ့ကနေစပြီးစီကောင်စီနဲ့ SNA ပြီးသူစစ်အဖွဲ့ကမြေပြင်ထူးစစ်ရှင်တာမကလေကြောင်းနဲ့ပါနေတိုင်းထူးစစ်ရှင်တိုက်ခတ်လာရာနဖက်တိုက်ပွဲပြင်းထန်နေပါတယ်။မေလ10ရက်နေ့မနက်7:00ခွဲအချိန်တွင်ခင်တူရနမ်မြ6အနီတိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့ပြီးစီကောင်စီတပ်ကကားမိုင်းဗျူဟာကုန်းမှလက်နက်ကြီးဖြင့်ပစ်ကူခဲ့ပါတယ်။ နဖက်ထိခိုက်မှုရှိပြီးစီကောင်စီတပ်ပေါင်းစုဖက် အသက်ဆုံးရှုံးမှုများပြားနေသေးလို့သိရပါဗယ်မေလတရက်နေ့ညနေ9နာရီခွဲအချိန်မှာ Jet Fighter တစ်စီးဖြင့်လဝရွာတွေဘုံကျဲတိုက်ခိုက်ခဲ့ပါဗယ်မေလနေ့ရက်နေ့မှာတော့လဝရွာအနီးရှိစုတောင်းတောင်မှာရှိနေတဲ့မင်းစင်တပြည်သူ့ရှိပူပေါင်းအဖွဲ့ကိုကချင်လူလဲ့ရင်တပ်မတော်ခရင်နဲ့ပူပေါင်းတပ်ကတိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။စီကောင်စီတပ်နဲ့မင်းစင်တပ်ပြည်သူ့ရှိလီစုဒူးလေးပြည်သူ့ရှိ SNA ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့ကလောကခုမဆိုင်ရန်ရွာတွေကလူနေအိမ်တွေကိုမင်းရှုပစ္စည်းတာအင်ချေနေရာကျော်ရှိနေပြီလို့ဒေသခံတွေပြောကြားချက်အရသိရပါဗျ။ကမိုင်းမအင်အား900ဖြစ်စစ်ကောင်စီတပ်ကမေလတရနေ့မနေ့ရှိနိုင်မှာအွမ်ရွာဂစ်ကောအနီးအထိထိုးစစ်ဆင်လာတာကြောင့်ကချင်လူလည်းတပ်မတော် KA မှခုခံတိုက်ခိုက်တာကြောင့်အပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့ပါဗျ။အင်းတို့ကြီးအမှတ်26တပ်ရင်းနေမြေစနုံကုန်းနဲ့အင်းသားရွာတွေဘက်မှလည်း တိုက်ပွဲအပြင်းထန်ဆက်လက်ဖြစ်ပွားနေပြီးကာမိုင်းနေဖကန်ကာလာမကြီးကိုလည်းနဖက်အဖွဲ့ကအချိန်အကန့်တတ်မရှိပိတ်ချပါရယ်ကျန်ရင်အမတ်တိတမဟာအမတ်လီတရင်နေမြေဂွီထူနဲ့ဆွမ်ဘရာဘုံလမ်းမိုင်းတွေမှာအပီ၂၈ရက်နေ့မှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါရယ်တန်ဖရီယွာမှာစူပေါင်းနေတဲ့တရ9နဲ့29စစ်ကောင်စီတပ်မှကျန်ရင်ပူပေါင်းတပ်ဖွဲ့တွေရှိနေသောနေရာတို့လက်နက်ကြီးဖြင့်ပစ်နေပြီးဒရုန်းပုံအပြုလက်ထူးဆစ်ဆင်လာတာကြောင့် တိုက်ပွဲမကြာခဏဖြစ်ပွားနေတယ်လို့တည်ရပါတယ်။စစ်ကောင်စီတပ်မှဧပြီ29ရက်နေ့တွင်လည်းအခုလိုလက်နက်ကြီးပစ်ကဒရုန်းဘုံအပြုတ်လက်ထူးဆစ်ဆင်လာတာကြောင့်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တည်ရပါတယ်။ဒီအပတ်မှာစစ်ကောင်စီကတနိုင်းလီတို့လမ်းတစ်လျှောက်ဖက်ကန်ကာမိုင်းလမ်းပိုင်းကျန်ရင်တပ်ရင်းလေးနေမြေတွေမှာအင်အားအလုံးအင်းနဲ့ထူးဆစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။လိုက်စာ TV ကိုကြည့်ရှုနားရှင်နေကြတော့မိပပီတို့များကိုစိတ်နှပြွှေလန်းချမ်းမြေ့ကြပါစေ